ဘာကြောင့်ဖယားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းရတာလဲဆိုတော့အပြည့်ရဲ့ကြီးကျွန်ကနေလွတ်မြောက်ပြီးမှဖြောင့်မတ်သူ ဖြစ်ခွင့်ရလို့ဖယားရဲ့ကျေးဇူးတော်ကိုအမြဲတမ်းချီးမွမ်းသင့်ပါတယ်။အာမင်အာမင်ချစ်တော်ညီကိုမောင်တော်တို့ကျွန်တော်ပြောမယ်သင်ဟာယုံကြည်သူဖြစ်တယ်ဆိုရင်သင်ဒီယေရှုခရစ်တော်ကိုမိမိကိုယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူဟုတ်တယ်ဆိုရင်သင်ကျေးဇူးတော်ချီးမွမ်းသင့်တဲ့အရာအများကြီးထဲမှာအဓိကအရာကပါလဲဆိုတော့ တင်ဟာအပြစ်ရဲ့ကြီးကျွန်ကနေလွတ်မြောက်ပြီးမှဖြောက်မတ်သူဖြစ်ခွင့်ရလို့ဖြစ်ပါတယ်။ဟာလေလုယာ။ကျမ်းချက်တစ်ချက်ဖတ်ပြမယ်နော်။ယောမခန်းကြီး6ငယ်7ခွန်ကနေ18မှာ။ကျမ်းစာရှိမှတ်ထားမယ်နော်။ယောမခန်းကြီး6ငယ်7ခွန်ကနေ18မှာ။တင်တို့ဒီအပြစ်တရားကြီးကျွန်ဖြစ်ဖို့တော်လဲတဲ့။ယခုတွင်ခံခဲ့ပြီးတော့ဩဝါဒနီးဥပဒေတာစကားကိုစေတနာစိတ်နဲ့နားထောင်ကြသည်ဖြစ်၍ဖယားသခင်ကြီးဂျေဇုတော်ကြီးလာပေ၏။ ်တင်တို့သည် အပြစ်တရားဤလက်မှလွတ်ကြပြီဖြစ်၍ချောင်းမတ်ချင်းတရားဤကျုံဖြစ်ကြ၏ချစ်တော်ညီကိုမောင်မတော်ဒီနေရာမှာပြောထားတာကျွန်တော်နည်းနည်းလေးရှင်းပြမယ်တင်နဲ့ကျွန်တော်တို့ဟာတဲ့တစ်ချိန်လုံးကအပြစ်တရားရဲ့ကျုံဖြစ်တယ်တဲ့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်မယုံကြည်မလက်ခံနောင်တမရသေးတဲ့အချိန်မှာကျွန်တော်တို့ဟာအပြစ်တရားရဲ့ခြိနှောင်ခြင်းကိုခံထားရတယ်ကျွန်တော်တို့လှုပ်လှုပ်ချင်တာကကောင်းမှုလှုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်နေ့တိုင်းလှုပ်နေတာမကောင်းတာတွေပဲအများကြီးဖြစ်နေတယ် ဒါကြောင့်ကျွန်တော်တို့ဒီပဲသွားမလဲငရဲပဲသွားမှာဒါကြောင့်ယေရှုခရစ်တော်ကိုမယုံကြည်သေးတဲ့အခင်မှာကျွန်တော်တို့ကငရဲသွားဖို့တေချာနေတာအပြစ်တရားထဲမှာကျင်လည်နေတာဒါကိုကျွန်တော်တို့ကမသိဘူးပျော်တော်ပျော်နေသေးတယ်အပြစ်လုပ်ပြီးမှဟုတ်တယ်နော်ဒါပေမဲ့ကြီးစုတော်ကြောင့်လေတရားဟောစရာဒီသင့်တို့မဟုတ်ကျမ်းစာဖတ်ခြင်းကနေသင့်တို့မဟုတ်အေးဝင်ကလေးကနေသင့်တို့မဟုတ်ဝေစာကနေသင့်စသဖြင့်မတူညီတဲ့ခန္ဓာကနေကျွန်တော်တို့ဒီတဲ့ဒီအေးဝင်ကလေးတည်ငောင်းစကားကိုကြားပြီးတော့မှ ကယ်တင်ခြင်းကိုရခဲ့ပြီဟာလေလုယာကယ်တင်ခြင်းကိုရခဲ့တဲ့အတွက်ကြောင့်လေဖယားသခင်ရဲ့ကြီးစုတော်ဂျီလာပေဤလို့ကျမ်းစာထဲမှာရေးထားတယ်ဂျီလာမကြီးဘူးလားချစ်တော်ညီကိုမောင်မောင်လို့ကျွန်တော်ပြောမယ်တချို့ကပြောတယ်ငါမှပါကြီးစုတော်ချီးမွမ်းစရာမှမရှိဘူးကျွန်တော်ပြောမယ်တင်ကေတင်ချင်းရချင်းကအကြီးမားဆုံးတော့ဖယားသခင်ရဲ့ကြီးစုတော်ပဲကျမ်းစာထဲမှာပြောတယ်လေ ကျွန်တော်တို့ယုံကြည်ခြင်းကြောင့်ဂျေဇုတော်အားဖြစ်ကဲတင်ခြင်းတို့ရောက်ရ၏ကိုကုတို့ကြောင့်ကိုလှုပ်လို့ရတာမဟုတ်ဘူးလို့ပြောထားတယ်မဟုတ်လားဒါဖယားသခင်တင့်ကိုပေးတဲ့အကြီးမားဆုံးတော့ဂျေဇုတော်ပဲတင်လှုပ်တက်လို့လှုပ်နိုင်လို့တင်ပညာတော်တွေစောင့်ရှောက်နိုင်လို့တင်ကောင်းကဲတင်ခြင်းရတာမဟုတ်ဘူးဘာကြောင့်လဲဖယားသခင်ဂျေဇုတော်ကြောင့်တင်ယုံကြည်လက်ခံလိုက်တာနဲ့ဖယားသခင်ဂျေဇုတော်ကတင့်အပေါ်မှာတက်ရောက်လာတာ ဟာလေလုယာဖခင်သခင်ရဲ့ကယ်တင်ခြင်းဖခင်သခင်ရဲ့အပြစ်လွတ်ခြင်းဖခင်သခင်ရဲ့စင်ကြယ်ခြင်းအဲ့ဒီကြီးစူးတော်တွေကတင့်ပေါ်မှာရောက်ရှိလာတာအဲ့ဒါကြောင့်တင်ဟာဖခင်ရှိမှာဘာဖြစ်သွားလဲတိလာဖြောင်းမတ်တော်သူဗါတယ်လေဖြောင်းမတ်တော်သူဖြစ်သွားတယ်ဟာလေလုယာဖြောင်းမတ်တော်သူဖြစ်သွားတယ်ဒါကြောင့်တင်ဟာအပြစ်တရားလက်မှာလွတ်ပြီးမှဖြောင်းမတ်ခြင်းကိုဝင်စားရတယ် ကျွန်တော်တို့ကိုယ်တိုင်ကဖြောက်မှတ်တဲ့သူလုံနိုင်သွားတာမဟုတ်ဘူးဖခင်ကကျွန်တော်တို့ကိုဖြောက်မှတ်တော်သူတတ်မှတ်ပေးလိုက်တာ အာမင်ဒါကကျေးဇူးတော်ချီးမွမ်းရမယ်အကြီးမားဆုံးအကြီးမားဆုံးတော့အရာပဲကျွန်တော်ယုံကြည်သူခရိယန်တွေထဲမှာဒါကိုမေ့ထားလို့မရဘူးဟာငါယုံကြည်လို့ငါရတာအဲ့လိုခံယူနေမှာမယ်တင်ယုံကြည်တာတော့မှအဲ့ဒီယုံကြည်ခြင်းကဖျားပေးတာတဲ့ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ယုံကြည်ပြီးမှနောင်တရတဲ့ခါမှာကျွန်တော်တို့ အပြစ်တရားလက်ကနေလွတ်မြောက်လာတယ်ကျွန်တော်တို့လုံနိုင်လို့မဟုတ်ဘူးဖခင်ရဲ့ကြီးစူးတော့ကျွန်တော်အထဲမှာရှိလို့ကျွန်တော်တို့လွတ်မြောက်လာတာဖြစ်တယ်ဟာလေလုယာဒါဟာကျွန်တော်တို့ကြီးစူးတော့ချီးမွမ်းရမယ်အရေးကြီးဆုံးသောအရာဖြစ်ပါတယ်ဒါကိုမေ့ထားလို့မရပါဘူးလုံးဝလုံးဝမေ့ထားလို့မရဘူးများတော်အဖြစ်ဒါကိုကျွန်တော်မေ့ထားနေကြတယ်ငါကယ်တင်ခြင်းရတာကဩငါကယ်တင်ခြင်းရတာကငါယုံလို့ရတာမှန်ပါတယ်တင်ယုံလို့ရတာဒါပေမဲ့တင်တော်လို့မဟုတ်ဘူးတင်ကျင့်နိုင်လို့မဟုတ်ဘူးပြောမယ်ဟုတ်ပြီနော် ဖယားသခင်ရဲ့ကြီးစုတော်ကြောင့်တင်ရတာအဘယ်သူများဝါကျွားဆရာမရှိလို့ပြောပြီးသားလေးကျင်းစာထဲမှာကိုကုတူကြောင့်ရတာမဟုတ်ကိုလှုပ်ရဲ့ကြောင့်ကိုကောင်းမှုကြောင့်ရတာမဟုတ်ဘူးတင်ခဲ့ခြင်းကဲတင်ခြင်းရတာဘာကြောင့်လဲကြီးစုတော်အဖြစ်ယုံကြည်တော်ကြောင့်ရတာဒါကြောင့်တင်ကြီးစုတော်မချီးမွမ်းတင်ဘူးလားကြီးစုတော်ချီးမွမ်းတင်တယ်ဒါကြောင့်ကျွန်တော်ပြောမယ်ကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်းရင်းထဲမှာအရေးကြီးဆုံးတော့ကျေးဇူးတော်အချီးမွမ်းတင့်ဆုံးတော့အရာတစ်ချက်ကပါလဲ အပြည့်ရဲ့ကြီးကျော်မှလွတ်မြောက်ပြီးမှဖြောင့်မတ်တဲ့သူဖြစ်ခွင့်ရလို့ဖြစ်ပါတယ်အာမင်ဒါမဲ့ဒီကနေ့မြောက်များစွာတော့ယုံကြည်သူတွေကအပြစ်ကနေမလွတ်မြောက်သေးဘူးစစ်မှန်တဲ့ယုံကြည်သူပါဆိုပြီးမှအပြစ်ထဲမှာဆက်လက်မှု့လျော်နေသေးတယ်တချို့ကအပြစ်ထဲမှာအပြစ်မှန်တိတိနဲ့ပါဖြစ်လဲဆက်လုံနေသေးတယ်အမြန်လွတ်မြောက်ပါစေအမြန်လွတ်မြောက်ခွင့်ရပါစေလွတ်မြောက်တယ်ဆိုတော့ကိုကိုတိုင်ထွက်လာမှရမယ်ဖရာသခင်ကတင့်လက်ကိုဆွဲမှထွက်လာမှာမဟုတ်ဘူးဖရာသခင်ကတင့်ရဲ့ရွေးချယ်မှုကိုတန်ဖိုးထားတဲ့အတွက် တင်ကိုယ်တိုင်ထွက်လာမှပဲဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းတင်ပေါ်မှာတက်ရောက်လာမယ်အာမင်ဒါကအပြည့်ရဲ့ကြီးကျယ်ကနေလွန်မြောက်တဲ့သူဖြစ်လာတဲ့အတွက်တင်ကျေးဇူးတော်ချီးမွမ်းကြမှာကျေးဇူးတော်ချီးမွမ်းတတ်တော်သူများဖြစ်ပါစေလို့ဆုတောင်းပေးရင်းနဲ့နှိမ့်ကုံချုပ်လိုက်ပါတယ်နောက်ဘက်တော်ကိုနားဆင်ပြီးတော့မှကျွန်တော်တို့ဒီလိုပဲနားထားတာမဟုတ်ပဲ နောက်ကပတ်တော်ကိုနှလုံးသွင်းပြီးတော့မှတကယ်လက်တွေ့ကြီးစုတော့ချီးမွမ်းတဲ့သူများဖြစ်ကြပါစေဆိုပြီးမှကျွန်တော်ဒီမှာပဲနှိကုံချုပ်လိုက်ပါတယ်နားမလဲတာရှင်ကျွန်တော်အကောင့်အပ်ပြီးမှမေးလို့ရတယ်မက်ဆန်ဂျာကနေမေးလို့ရတယ်ကျွန်တော်တို့စကားလာပြောလို့ရတယ်ဆုတောင်းစရာရှိတာများရှိရင်လဲလာပြီးမှမေးမြန်းလို့ရတယ်ဆုတောင်းခံလို့ရတယ်ဆိုတဲ့အကြောင်းပြောကြရင်ねဒီမှာပဲနှိကုံချုပ်လိုက်ပါတယ်နားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့အာမင်